တရုတ်ရင်မြေရှားတပ်တို့တင်ပို့မှုကတ်တက်ခြင်းကအမေရိကန်ရင်တိုင်းလေရင်သစ်စီမံကိန်းကိုထိခိုက်လာနိုင်တရုတ်ကမြေရှားတပ်တို့ REM တွင်တင်ပို့ခွေကတ်တက်လိုက်ခြင်းဟာအမေရိကန်ရင်နောက်ဆုံးမျိုးဆက်တိုင်းလေရင်အသစ်အပါအဝင်အစစ်မြစ်စစ်တောင်းပစ္စည်းတွေဆန်တက်မှုထောက်လောင်းမှုတွေအတွက်အခက်အခဲတွေးကြုံလာစေဖွယ်ရှိနေပါတယ်အမေရိကန်သမ္မတဒေါ်နယ်ထရပ်ကတရုတ်ရဲ့အသွင်းကုန်တွေအပေါ်အခွန်ပမာဏမြင့်မြင့်မမာသုံးမြင့်စီးချက်လိုက်တာကိုတရုတ်ကလည်း မတူညီတဲ့နိလန့်တွေနဲ့နှက်တော့ပြန်ခဲ့ပြီးအဲ့ဒီထိုင်မှာအမေရိကန်စီ REM တင်ပို့မှုတွေကိုကတ်သက်ခြင်းနဲ့ပါဝင်ပါတယ်။တရုတ်ဟာကမ္ဘာပေါ်မှာ REM ထုတ်လုပ်မှုနဲ့တင်ပို့မှုအများဆုံးနိုင်ငံဖြစ်ပါတယ်။ REM စင်မှာပါဝင်တဲ့တပ်တူအမျိုးအစားတွေဟာနေပညာမြင့်စီမီကွန်တက်တာတွေအပါအဝင်စစ်သုံးပစ္စည်းတွေနဲ့မျိုးဆက်တဲ့ဆက်ကရီယာတွေတည်ဆောက်ရမှာအထူးအရေးကြီးလို့အပ်ပါတယ်။ဒါကြောင့်တရုတ်ရဲ့ REM တင်ပို့မှုကတ်သက်ခြင်းဟာ အမေရိကန်ရဲ့စီရင်နည်းပညာမြေတည်မှုအထူးသဖြင့်မျိုးဆက်သစ်လေကြောင်းစုံမိုးရေးစီမံကိန်း MGAD လို့ခေါ်ဝေါ်တဲ့တိုင်းလျင်အသစ်သမျှစမ်းသပ်ထိထွင်နေမှုမှာပြဿနာတွေကြုံလာစေပွဲရှိနေပါတယ်ထရာဟာအဲ့ဒီစီမံကိန်းအတွက်စာချုပ်ကို အမေရိကန်လေကြောင်းနည်းပညာလုပ်ငန်းစုကြီးဘိုအင်စီအနှင်ထားပြီးစီရီသူတည်တီတွေကအမေရိကန်ရဲ့အသစ်ထုတ်လုပ်မဲ့တိုက်လေရင်ကို F47 ဆိုတဲ့ယာယီကုန်နံပါတ်နဲ့ကြဲကြဲပြဲပြဲညှုံးဆိုကြပါတယ် အဲ့ဒီတိုက်လေရင်ဟာလက်ရှိကမ္ဘာပေါ်မှာအကောင်းဆုံးလို့သတ်မှတ်ထားတဲ့အမေရိကန်ရဲ့ပြင်စမမျိုးဆက် F22 နဲ့ F35 တိုက်လေရင်တွေထက်ပိုအဆင်ပြေပြီးပြင်စမမျိုးဆက်ကိုဦးဆောင်မဲ့လေယာဉ်အသစ်ဖြစ်လာမယ်လို့လည်းထင်ကြေးပေးခံနေရပါတယ်။လက်တလုံးမှာတော့ပိုအင်းနဲ့ MGAD ရဲ့တာဝန်ရှိသူတွေဟာတရုတ်စီကနေတင်သွင်းနိုင်မဲ့ IEM လမ်းကြောင်းပြတ်တောက်သွားမဲ့အခြေအနေတွေအပူသဖြင့်အပြေရှားနေကြတယ်လို့ဆိုပါတယ်။ ထရာယူကရိန်းနိုင်ငံရဲ့ IEM တပ်သူတိုက်တွေသူဖို့ထုတ်လွှင့်နိုင်ဖို့စီစဉ်ထားတာကလည်းယူကရိန်းတမရဗိုလိုဒီမာဆီလမ်စကီနဲ့လူသီးရှင်ကြားကတာကစားဖြစ်ခဲ့ပြီးနောက်ခရီးရောက်ဖို့ကြာကြာနေပါတယ်။မြေရှားတပ်သူလို့နိုင်မြေပေးထားတဲ့ IEM အစုအဖွဲ့မှာတပ်သူ16မျိုးပါဝင်ပြီးတကယ်တမ်းကျတော့နိုင်မြေနဲ့လိုက်အောင်ရှာပါနေတာမျိုးမဟုတ်ပါဘူး။ ဒါပေမဲ့ IEM တွေကိုထုတ်လုပ်ရတဲ့နေ့စနစ်ဟာအရင်ရှုပ်ထွေးပြီးတဘာဝပတ်ဝန်းကျင်ကိုဆူဆူရွရွထိခိုက်စေတဲ့အတွက်နိုင်ငံအများပြားကပြည်တွင်းမှာထုတ်လုပ်ဖို့သုံးဆုံးလေ့ရှိကြပါတယ်။ IEM ထဲမှာပါဝင်နေ Neo Timian နဲ့ Timbrosian တပ်တုတွေကတော့ပြန်စင်မော်တာတွေနဲ့လေကြောင်းပြန်တမ်းမှုထိန်းချုပ်စနစ်တွေမှာအသုံးပြုတဲ့ကိရိယာတွေတည်ဆောက်ဖို့လိုအပ်တဲ့အရန်အားကောင်းတဲ့တန်လိုက်တွေထုတ်လုပ်ရမှထည့်သွင်းရလေ့ရှိပါတယ်။ Yeptian တပ်တုကတော့ ပြစ်မှတ်ချင်ရွယ်မှုနဲ့ဆက်သွယ်ရေးကဏ္ဍအတွက်မရှိမဖြစ်ဆိုရမယ်။လေစာနည်းပညာအတွက်အသုံးပြုရတာပါ။လေလာသူတွေကတော့အဲ့ဒီသက်တို့အရင်းမြစ်တွေတိုက်ပြက်လက်သွားရင် MGAD ဟာပြိုင်ဘက်တွေရဲ့စက်ထမမျိုးဆက်တိုက်လေရင်စီမံကိန်းတွေကို ရှင်ပြိုင်ဖို့ခက်ခဲသွားလိုက်မယ်လို့သတိပေးထားပါတယ်။မြန်မာကွန်ရက်သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။